ီးပြပြမယ်ကနာတော့ဒီဒီတက်ကနာရဲ့အပိုင်ကနာတလုံးရဲ့မိတ်ဆွေတို့မျှဝေမျှဝေပေးပါနဲ့မိတ်ဆွေတို့နော်ဟိုထားထားတဲ့ဒီထားထားတဲ့ရှင်းငန်းနဲ့နော်ထားထားတဲ့ရှင်းငန်းနဲ့ဒီရှင်းငန်းနဲ့ကိုကျွန်တော်တို့ဒီသူ့ကိုပေါင်းလိုက်တယ်နော်ပေါင်းလိုက်တယ်ပေါင်းလိုက်တဲ့အခါကျွန်တော်တို့ဟို25ဆိုတော့9ပေါ့နော်အဲအဲအောင်9အာ ငါပါပါငါပါပါတုံညအဲဒီလိုရေးလိုက်မှာငါပါပါတုံညတုံညနှခတ်တိခွန်တွေပဲတွားလိုက်မှာဆိုတော့နော်ပြီးတော့ငါနှခတ်တိ3တုံညအာ3ဝင်4အာ4 5ပေါ့အဲဒီတွားနည်းနေဟိုမဆွေတို့တန်းနည်းကိုကျွန်တော်ဖတ်တော့ပြမယ်ဘယ်လိုဘယ်လိုနေလဲဆိုတော့အကြောင်းပေါ့နော်မဆွေတို့နော်အားလုံးကိုကျွန်တော်တရားနေစားလိုက်မယ်ဒီဒီကနားတော့ဒီဒီမိတ်ဆွေတို့ဒါပြထားတယ်ဟလားဒီတုံညလေး အဲဒီမှာတေကနာမလို့ပြောရေးထားလိုက်မယ်။ဒုံညာလေးတေနော်ဒုံညာလေးရဲ့တေပြီးရင်တေန်တေကနာဒီဆက်မှလည်းရှိသေးတယ်နော်။ငားနဲ့ခွန်နဲ့ပေါင်းခြင်းနေစနစ်ဆိုတော့နဲ့နဲ့နက်ခတ်တီတေဒါလည်းတေကနာမှာပဲဆိုတော့တေအဲလိုဒါတော့တေကနာမှာအားလုံးကျွန်တော်တေရတရားတေကနာနေ နဲ့တုံညာလေးပေါ့နော်ဒါတော့တေကနာနော်သူ့အပိုင်ကနာဘယ်လိုလဲဆိုတော့သူ့အပိုင်ကနာနေတရားပေါ့၃နဲ့၅ပေါင်းချင်းနေ၈ဒါဆို၈တီ၈တီပိုင်ကနာနော်၈ပိုင်ကနာနော်ဒီ၈ရောပေါ့ဒီတော့ထပ်ထားကနာနေပါလဲဆိုတော့ထပ်ထားတာ ထထတာပါလဲဆိုတော့သူက865ထထမယ်ဆိုနော်865ဆိုတော့တော်တော်ရှေ့ပိုင်းလေးဒီလိုပေါ့ဒီကဏ္ဍနေအပိုင်းပေါ့ရှေ့ပိုင်းနေမှာပေါ့ဆိုတော့နော်ဒီတဲ့ကဏ္ဍနေနေ့3ည4ပေါ့နော်အဲ့လိုပေါ့မရှိတော့ကဲကျွန်တော်ထမြတ်ဝက်တဲ့တလုံးအပိုင်းရဲ့ဒီကဏ္ဍနော်ထက်တလုံးတိုးလာတဲ့အကြောင်းလေးပေါ့နော်အဲတော့အာနော် တကယ်တော့ကျွန်တော်တို့ဒီဒီလိုပေါ့ဒီလိုလာနေတဲ့အချိန်မှာဒီငားနဲ့ငားနေရဝင်လာတဲ့အချိန်မှာပေါ့နော်ပြောရင်ဒီနေရာလာတယ်ဆိုရင်လည်းဒီနေရာလည်းတလုံးတော့တည်တယ်ပေါ့အဲ့လိုပေါ့အနည်းဆုံးပြောရအောင်နော်တုံးခွန်ကလည်းအာမတန်တော့ပေါ့နော်အဲ့လိုပေါ့တိတ်မတွဲလို့ပေါ့တစ်ခါတည်းမှတွဲတာပေါ့နော်အဲ့လိုပါဆိုကျွန်တော်ထပ်တွဲအောင်လို့ဆိုတော့နော်ထော်တော့ဟဲ့ဒီအာ၈၆၅ပါဆိုတော့ အဲ့၈၆၅ကိုကျွန်တော်တို့ပေါင်းလိုက်မယ်နော်ပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ရကဏ္ဍနေအာ၁၉ဆိုတော့ဒီလိုပေါ့ကို5ပါဝါတင်လေးလေးနှက်ခတ်တင်နဲ့ပေါ့အဲ့လိုပါပြောစရာပြီးရင်ဒီ5ရဲ့နှက်ခတ်တင်6နော်6ဝင်ခွန်ခွန်ဝင်ရှစ်အဲ့လိုပေါ့ပြီးရင်ကျွန်တော်တို့ဒီတေကဏ္ဍကိုရည်ရည်လိုက်မယ်တေကဏ္ဍနေဒီရနှလုံး နော်လေးခွန်တေပြီးရင်ဒီနေရှိပေါင်းလိုက်မယ်နေနေရှိပေါင်းရင်ဒုံညဒုံညနဲ့ခတ်တိခွန်ဒါဆိုကျွန်တော်တို့တေကနန်းဒီတေကနန်းဒီလေးခွန်ဒုံညတေရောမရှိဘူးအဲ့လိုပေါ့နော်သူ့ရဲ့အပိုင်းကတော့ဒီဒီနှလုံးပေါင်းခြင်းဒီ 6နဲ့9နဲ့6ပေါင်းကျင်နေငါဒါဆိုကျွန်တော်အပိုင်ကန်းနေငါနော်ဒါအပိုင်ကန်းနေငါအပိုင်ပေါ့အဲ့လိုပေါ့နော်ဒါဆိုထထကန်းကဘာလဲဆိုတော့သူကထထတာဟာ356ထထနေစက်356ဆိုရင်ကျွန်တော်တို့အပိုင်ကန်းနေပိုင်ကန်းနေငါပေါ့နော်ဒီမှာငါဒီမှာကျွန်တော်ဒီကန်းနေ လေခွန်တုံညပေါ့မယ်ဆိုတော့အဲ့လိုပေါ့အဲ့လိုတည်တာပေါ့ကဲကျွန်တော်တတ်သွားကြည့်အောင်မယ်ဆိုတော့ထားသွားလိုက်ဒီ356ဆိုတော့ပေါင်းလိုက်မယ်ဆိုရင်ပြောင်းရမှာเนาะ356ပေါင်းမယ်ဆိုရင်14 4ပါပါဒီ9 9နှစ်ခတ်ဒီ6 4 4နှစ်ခတ်ဒီ1 နှစ်သုံးလေးပေါ့အဲ့လိုပုံစံဒါဆိုကျွန်တော်တို့ဒီနှလုံးဒီကဏ္ဍဒီကိုတုံးเนาะဒီရင်ဒီ6နဲ့4နဲ့ပေါင်းခြင်းဒီတော့ရအောင်6နဲ့4ပေါင်းခြင်းဒီ30ဒုံညာနဲ့ခက်ခွန်ဒါဆိုတို့ဒီကဏ္ဍဒီကိုတုံးဒုံညာခွန်တေပေါ့ဟုတ်လားမစ်ဆက်တို့က အပိုင်ကဏ္ဍတွေဒီနှလုံးပေါင်းခြင်းတွေ6เนาะပေါင်းခြင်းတွေ6 6လေးပိုင်เนาะပိုင်ကဏ္ဍတွေ6เนาะထောက်ထားကဏ္ဍတွေ6 4 6ထောက်ထားမှာဆိုတော့ဒါဆိုကျွန်တော်တို့အပိုင်ကဏ္ဍဒီ6ပါလာပါဘောနော်ပြန်ဒီမှာလည်း6ပါနှလုံးမှာတေကဏ္ဍဒီကเนาะဒီက လမ်းတရားဟိုပါလေလုံးပေါ့တည်ရခဏကဲကျွန်တော်တို့ဒီလာမဲ့ဒီပတ်ကိုကျွန်တော်တို့တတ်ကြည့်ရအောင်နော်ထားရတဲ့ဒီကျွန်တော်တို့ထပ်ပတ်ရတဲ့ဒီ646မှာရှိတယ်နော်ထားရတဲ့646 646ကိုကျွန်တော်တို့ပေါင်းတယ်ပေါင်းခြင်းဒီ16ဆိုတော့6ပါပါဒီတဲ့ဒီနှစ်ခတ်ဒီ6 6ရက်ခဏကိုကိုဝင်တော်များတက်လို့ပေါ့ဒါဆိုကျွန်တော်တို့တေကနန်းနေတက်တော်များเนาะပြီးရင်တရားပေါင်းနှလုံးပေါင်းခြင်းနေအတေကနန်းတက်တော်များနှလုံးပေါင်းခြင်းနေကိုကိုဆိုတော့ကိုကိုနှစ်ခတ်နေ6ဒါဆိုကျွန်တော်တို့တေကနန်းနေတက်တော်များကို6ပေါ့တေရောเนาะမရှိတော့เนาะဒါဆိုအပိုင်ကနန်းနေ ောင်းလိုက်မယ်ဆိုရင်9ဒါဆိုကျွန်တော်တို့အပိုင်ကဏ္ဍနေပိုင်ကဏ္ဍနေ9တော့မရှိလို့ဒီပါလို့တည့်ရက်ဆယ်လောက်အားလိုက်မယ်ဆိုတော့မထောင်းမဆောင်းမှာနော်ဆိုကျွန်တော်တို့ဒီတန်းနေလေးပေါ့နော်ဒီတန်းနေလေးကိုလည်းပြန်ကြည့်အောင်မယ်ဆိုရင်သူကဒီလိုပါမရှိလို့ဒီဒီနေရာနှလုံးငားလာတယ်ဟာလားသူကငားရှစ်နော်တွဲထားတယ်နော်မရှိလို့ ရတာရှင်းငါပေါ့ဒီမှာရှင်းငါရပါမယ်ဆိုတော့ဒီလိုပေါ့ရှင်းငါဒီမှာကြတော့ထပ်ကြည့်လိုက်မယ်ဆိုရင်ဒီမှာခုနဒီလိုလားအခုဒီလိုပေါ့နော်ခုနဒီလိုနော်အခုဒီလို6နဲ့ပေါ့6နဲ့ဆိုရင်ကျွန်တော်ဒီမှာ65ရှိမယ်ဆိုတော့ဟုတ်လားမယ်ဆိုတော့65နော်ဒီနှလုံးပေါ့ပြောရအောင်နော်အမှန်တကယ်သူက6အင်္ဂါ65နဲ့1 5ရှိရမှာပေါ့နှလုံးပေါ့ဒါမဲ့ तू ကတလုံးလာတယ်လို့เนาะပြီးခဲ့တဲ့ပတ်ကျတော့ तू က ငါးငါးပဲရှိတော့ရှင်းငါးသုံးပဲရှိမယ်။နောက်ရှေ့ပိုင်းတော့လည်းငါးတယ်ငါးဆိုတော့အခုကတူတူပြန်လာမယ်။နောက်တော့ပတ်ဆိုရင်ဒီလို6နဲ့ပေါ့ဒီလိုသွားတယ်။နောက်မယ့်ရက်တွက်နော်။အဲ6 9နဲ့1 9ပေါ့နော်။ဒါဆိုရင်ပြီးတဲ့နောက်တော့ပြီးတဲ့ဒီ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 ပတ်လုံးကတော့ဘယ်လိုလာလဲ။6 6ပိုင်းဆိုရင်ဒီမှာခုနကဒီလိုဆိုတော့ခုဒီလိုပြန်လာရင်6 4 6 4တလုံးပဲရှိမယ်တလား။6 4တလုံးပဲပေါ့။ပြီးတော့တူထွက်လာတယ်။ 4664ပေါ့တလားအဲဒါဒီတစ်ပတ်အောင်ဆိုရင်ခုနဒီလိုလာတယ်ဆိုတော့ဒီလိုလာတယ်ဆိုတော့ကျွန်တော်တို့နောက်တစ်ခေါက်ဆိုရင်ဒီလိုဖြစ်မှာပေါ့နော်ဒါဆိုရင်ကြည့်ရအောင်ဒါဆိုရင်69 69တကယ်လို့ကိုတည်မယ်ဆိုရင်မိတ်ဆွေတို့10ပတ်ကြံ15ပြန်လာနိုင်လားမိတ်ဆွေတို့ဖြစ်နိုင်လား15ဒီတစ်ပတ်အပိုင်း15ပြန်လာမလားအလုံးဒါမဲ့ဒီကယ်လို့ကိုကမတည်ဘူးဆိုရင်လည်း69နောက်တော့ယူထားလိုက်ပေါ့15 69ပေါ့ဒါတော့အရင်ဒါတော့အတည်ယူလိုက်ပေါ့နော် ဲ့လိုအဲ့လိုဆယ်တော့နော်ဒါတလပါမယ်ဆယ်တော့ကြာရင်တော့ယူသွားကစားကြည့်ပါနော်ဒါတော့စေတနာနဲ့ပါ